အားလုံးပဲမင်္ဂလာပါ။ဝိုင်းမာလူတော်များများဟာကျန်ကောင်စားလို့ခရေကနေခုတ်တဲ့ကျပကနေပေါ်ကြီးပေးတော်လေးရှိပါတယ်။ဒါမှလားဆိုတော့လည်းမမပါဘူး။ဒါပေမဲ့ပြေဝမှန်နေတာမျိုးတော်လည်းမဟုတ်ပြန်ပါဘူး။ကျန်တော်သူများစုဟာကျခုတ်တင်းပြီးကျပုတ်ကျန်နေကောင်းတဲ့ကျက်တွေကနေအများစုပေါ်ကြီးပေးတော်လေးရှိပါတယ်။နောက်သူတို့ရဲ့ကျက်ယုံနဲ့မြင်မှုတဲ့ကျက်တွေအကြိုက်တွေ့ထားတဲ့ကျက်တွေဆိုရင်ယုံကြည်မှုလွန်ခဲ့တာမျိုးလည်းရင်မရလိုက်လို့လက်ဖျားမှာသူတဲ့ငါလူရဲ့ခွန်ရင်းနဲ့ပဲဗတန်တဆဈေးတွေဖြစ်သွားတတ်ကြတာမျိုးဝိုင်းမာအမြဲလိုလိုမြင်တွေ့ရလေးရှိတတ်ပါတယ်။ နောက်တချို့တော့သူတွေကဝေးပြခြင်းနဲ့စိတ်မခံခြင်းစိတ်နဲ့လာမကြောနဲ့ဆိုတဲ့အထားတွေနဲ့လောင်းပြီးအပေါ်ကြီးမတန်ဆဖြစ်သွားတတ်ကြပါတယ်။တကယ်ကတော့ဝိုင်းမှာကျန်ကောင်းမလို့သိဘူး။မြင်းလင်းဒီပန်းကြီးရောက်သွားတတ်တာမျိုးတွေဟာမှ US ံလုံးပါတယ်။ချို့လိုလက်ပြားများလိုက်မှဆိုးလို့လူရခွန်ရင်ကြက်ကိုတလားဘာလားမသိကြက်ကိုလည်းမကြည့်ပဲအထက်ကြီးတွေကနေတာမိကခေါ်လောင်းပြီးကိုလောင်းပြီးမှဟိုကခိုးချလိုက်လို့အောက်ကြီးပြန်ရောက်ထွက်မရကာမမီနဲ့ချုံများပြီးရှင်မကိုင်းမီလက်မကိုင်းမီပြင်နေပဲကြပါတယ်။တကယ်ကကြက်ကိုကိုဦးကကြည့်ပြီးမှလောင်းမသားအဆင်ပြေတဲ့တာပါ။ ျွန်တော်ကတော့အပူတွေရောက်ဒီထိကြီးလေးရှိပြီးမှလောင်းနေရှိပါတယ်။ဝိုင်းမှာတိုက်နေတဲ့90ရာခိုင်နှုန်းသောကြံအများစုကအမိုက်တွေပဲတွေ့ရလေးရှိပါတယ်။ ရန်ပန်ရခမ်မသာအခုတက်လန်းအစားရှိတဲ့ကြက်တွေကိုတွေ့ရတတ်ပါတယ်။ကြက်အပူတွေရောက်မှနောင်းတဲ့အခါနှုတ်အယူစကြက်ွက်ကြက်လန်းတဲ့ခိုးတဲ့နေရာမှာကားတွေကိုတည်ထားပြီးဖြစ်ပါတယ်။ဒါမှမဟုတ်ပထမတရင်နေမှာတဲ့ဒဏ်ရာတရားခုပြီးဒဏ်ရာတိုးမလာပဲကြက်သွားတဲ့နေရာမမှန်တဲ့ကြက်တွေတစ်ဖက်ကြက်ကဝိုင်းစမှာလက်ပွေများလို့ထွေးနေခြင်းတွေမှာပဲခုပြီးခုံရင်းပြပြီးသုံးလေးရင်မှစကွက်တဲ့ကြက်တွေမှာအဲ့လိုဒဏ်ရာတွေရက်သွားနေရှိပါတယ်။အလိုအနေထားလူကကိုကမျက်စိစူးနေဖို့လည်းလိုအပ်ပါတယ်။ဒါမှဝိုင်းမှာအရှုံးနဲ့သုံးကစားသမားဖြစ်လာမှာပါ။အဓိကပြောချင်တာကတော့နှုတ်နဲ့ကြက်ဖို့ပါရေးကြည့်လဲလို့မေးရင်အကုန်ရေးပါ ါပါတယ်ပထမဦးစားပေးကတော့စိမ်ပါနှုတ်ကတော့ပူပြီးရေးပါရဲဆိုပေမဲ့ကြက်ပုတ်ကိုလည်းခွဲခြားပြီးကြည့်ရပို့လိုအပ်ပါတယ် ဂျပန်မှာချက်ဆက်ကုန်အပုပ်၊ဇင်ပြပလား၊ရှောက်ပလား၊ကြံ့ရင်ပုတ်၊ကြံ့ရင်ပုတ်၊ဂျရိုစားတဲ့အမျိုးအစားတွေရှိပါတယ်။အ ਨੇ စုံပလားမျိုးစားတွေကိုဝိုင်းမှာဖွဲ့စားပြီးအမီတက်နေဖို့မလိုပေမဲ့ကျလောင်းရံမှာတော့ဝတ်စိတ်ထဲကတည်နေဖို့လိုအပ်ပါတယ်။ချက်အဲချက်ဆက်ကောင်းတဲ့ချက်ကိုရေးချင်မှအင်မတန်လမ်းကောင်းပါတယ်ဆိုတဲ့ရဲကောင်းပါတယ်ဆိုတဲ့ချက်တွေတော့မလွန်နိုင်ပါဘူး။ဇင်ပြပလားဆိုတာကတော့မာနနဲ့ရှိတဲ့အားနဲ့နောက်ကနေအာယူပြီးပုတ်ချလိုက်တာကိုခေါ်ပါတယ်။တော်ရုံချက်မလွတ်တတ်ပါဘူး။ရှောက်ပလားဆိုတဲ့ပလားမျိုးစားတွေကတော့ချက်နှကောင်တောင်းလို့မရှိသေးသလောက်အကွာမှာဗလားအမြဲအပြောင်းပုတ်နေတဲ့ပလားမျိုးစားကိုခေါ်ပါတယ်။ကြံ့ရင်ပုတ်ဆိုတာက တော့ကျန်တဲ့ကောင်ကိုပြီးနေနေချင်းမှာစစ်စစ်ကြည့်ပြီးပုတ်ကက်ပလာမျိုးစားကိုခေါ်ပါတယ်။ကျထိုးနဲ့ကျန်တဲ့ပုံမှာအနှဲငယ်မာတတ်ပါတယ်။ကျထိုးကတော့ခြေလုံးကြည့်ပြီးပေါင်တွေရင်မုံတွေကိုတစ်ချက်ချင်းအားနဲ့ထိုးရှားတဲ့ပလာမျိုးစားကိုခေါ် ါတယ်။နှုတ်နဲ့ဗလာဘေးရဖို့အရေးကြီးတဲ့ဆိုတာထက်အကုန်ရင်းပါပါတယ်။နှုတ်ပြီးကန်းကရာဂိုင်းတော့ပုံများပါတယ်။ဘာကြောင့်လဲဆိုရင်တိုင်ဝမ်ဝင်ကျက်အများစုကဗလာရှေတွေကိုခံနိုင်ရဖို့ရှိနေတတ်တာတွေကြောင့်ပါ။ဒါပေမဲ့ဝိုင်းမှာဘေးရမှာပုံတွေတက်ထွားလို့တော့မရပါဘူး။ပထမပိုင်းမှာတင်းပုံနေတဲ့ကျက်တွေဟာရေကြိတ်မှာကုန်သွားပြီးကျက်သွားရင်တော့တိုင်ဖို့ရာဂိုင်းတော့အတော်နေသွားတတ်ပါတယ်။ဒါပေမဲ့လည်းရှိပါဝါပြင်းပြင်းနဲ့အာမဆယ်ပဲပုတ်တတ်တဲ့ဇင်ပြဗလာတို့ရှိမျိုးစားတွေအောက်မှာဘုဒ္ဓဒီမန်မီကျက်တကောင်မရက်နိုင်မဲ့စောင်းလဲရတဲ့ကျက်တွေကိုလည်းတွေ့ရတတ်တယ်ဆိုတာသတိချက်ထားသင်ပါတယ်။ဆောက်ဗလာဆိုတဲ့ဗလာဖျောင်းဖျောင်းကျက်တွေရဲ့ရထည်တွေမှအောင်ပုံ ပြီးအမြင်တွေဝါအာယုံတွေကြွယ်အောင်အခုခံရတတ်တယ်ဆိုတာကိုလည်းဝိုင်းမှသိထားပြင်ပါတယ်တက္ကောင်ဟာပထမပိုင်းမှာပုံနေတာထက်ရေချိန်မှာပလာပါဖို့ကရေးကြည့်ရပါရေထဲမူတဲ့ရောက်တဲ့ချိန်မှာနှုတ်သွားငန်းတို့ခေါ်ကျွတ်ထုံးတဲ့ကြက်တွေဖန်စီကျူးမီဆုံးရတဲ့ကြက်တွေကိုဝိုင်းမှမြင်ကြတွေ့ကြရမှာပါ တိုင်ပိုင်းမှာကကျွန်တော်ကောင်ရဲ့အနိုင်ဆုံးဆိုတာစိတ်နှုံးကိုပြည့်စုံမှုလို့တို့တို့ချက်ခုနိုင်မှုချက်ခုတွေ့ဖို့လည်းလိုအပ်ပါတယ်။ချက်ဖို့ဘလောက်ကောင်းကောင်းတို့အားတဲ့ချက်တွေဟာရည်ရှိမှနိုင်မွဲဆက်လို့မရှိပါဘူး။နှုတ်ကောင်းတဲ့ချက်အများစုကတော့နိုင်မွဲအရေးအတွက်ပုံများတတ်တာမှုနှုတ်နဲ့ချက်ဖို့ကိုပဲဟာကပူရေးပါတယ်လို့ခွဲခြားပြီးရွေးချယ်နေကြမလို့ပဲ။ပူပြီးကောင်းမွန်တဲ့ချက်ကိုသာရွေးချယ်တတ်ဖို့လိုပါတယ်လို့ပြောရင်တိုက်ချက်ချစ်သူညီကိုအပေါင်းတိုက်ချက်ကောင်းများပိုင်ဆိုင်နိုင်ကြပါစေဗျ။နောက်လာမယ့်ရက်တွေမှာလည်းတိုက်ချက်နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ Channel လေးကိုလည်း Subscribe နှိပ်ခဲ့ပါဦးခင်ဗျာ။